thank you မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ရုရှားပြန်မင်းအောင်လိုင်းနဲ့တရုတ်အထူးတန်ရွေးကောက်ပွဲကိစ္စနေပြည်တော်နိုင်ဆွေးနွေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီဥက္ကဋ္ဌဘုကြောင့်မူကြီးမင်းအောင်လိုင်းနဲ့တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနအာရှအရာတူကိုစလဲတင်ရှိခြင်းကမနီယာမလာစတရနေကနေပြည်တော်မှာတွေ့ဆုံခဲ့ပြီးရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များဆွေးနွေးခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီဥက္ကဋ္ဌရုရှားမှပြန်ရောက်ပြီးတရုတ်အထူးကိုစလဲဖွဲ့ကမြန်မာနိုင်ငံကိုရောက်ရှိလာခြင်းဖြစ်ပြီးရွေးကောက်ပွဲအရေး နေဆက်ကုံတွင်ငင်းချင်ကိစ္စများအွန်လိုင်းငွေကြေးလင်းလင်းမှုကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့စစ်တပ်လောက်ခံနိုင်ငံပိုင်ရုပ်သံတွေကထုတ်ပြန်ပါတယ်စစ်ကောင်စီရဲ့ရွှေကောက်ပွဲကျင်းပနိုင်ရင်ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတဲ့အပေါ်တရုတ်နိုင်ငံမှာအပြုသဘောဆောင်တဲ့ဘူပေါင်းဆောင်ရွက်မှုတွေပြုလုပ်သွားမယ်အကြောင်းစစ်ကောင်ဆောင်တဲ့တရုတ်ကိုယ်စားလှယ်လို့ဆွေးနွေးကြတယ်လို့သိရပါတယ်ဒီတွေ့ဆုံဆွေးနွေးပွဲကိုဒုတိယဗိုလ်ချုပ်ကြီးရပြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်နဲ့တရုတ်တန်ရုံမှာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းဖြစ်စဉ်ပေါ်တရုတ်နိုင်ငံရဲ့ပူးပေါင်းဆောင်ရွက်မှုဖြစ်စဉ်များ ဝန်ကြီးစေဝါအွန်လိုင်းလောင်းကစားနှင့်ငွေကြေးလိမ်လည်မှုနှစ်နိုင်ငံနေဆက်ကုန်သွင်းဆိုင်ရာများဆွေးနွေးရာမှာပါဝင်ခဲ့ကြပါသည်။မနေ့ကဩဂုတ်လနေပြည်တော်ကိုနောက်ဆုံးလာရောက်ထားတဲ့တရုတ်သူကိုယ်စားလှယ်ကရုရှားဘယ်လာရုစတို့နဲ့ဆက်ဆံရေးနီးကပ်လာတဲ့စစ်ကောင်စီရဲ့ခီးစဉ်ပင်ရှပ်ပိုင်းတွင်နေပြည်တော်ကိုရောက်ရှိလာခြင်းဖြစ်ပါသည်။ မနစ်ကနေပြီးတော့ခီးစံမှာတရုတ်ထူးကိုယ်စားလှယ်ကစေကောင်းဆောင်ပါဝင်တာဝန်ရှိသူများနဲ့တွေ့ဆုံပြီးနေဆက်ဒေတာတည်ငြိမ်ရင်းငိမ့်ချင်းကိစ္စများဆွေးနွေးခဲ့ကြပါသည်နှင့်၎င်းက2020ဒီဇင်ဘာ2023မန်လာတွင်ကလည်းနေပြီးတော့ခီးစံများလာရောက်ခဲ့ပါသည်။ မလဆယ်ရည်နီမနက်ကစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဦးတန်းစွေနဲ့လည်းတရုတ်ထူးကိုစလိုက်ကတွေ့ဆုံပြီးနေဆက်ဒေတာတည်ငြိမ်ရေးငြိမ်းချမ်းရေးနေဆက်ဒေတာအွန်လိုင်းဝင်လင်ကိုင်းများနဲ့လောင်းကစားလုပ်ငန်းများတိုက်ဖြတ်ရေးတရုတ်မြန်မာနှစ်နိုင်ငံကြားနှစ်ဖက်အကျိုးဖြစ်စေမယ့်ပူးပေါင်းဆောင်ရွက်မှုများဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီဘက်ကထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့နှစ်များအတွင်းမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တန်းရှမ်းမြောက်တစ်ခုလုံးဤပါနှင့်တိုင်းရင်းသားလက်နက်ကင်ဖွဲ့များထံနေဆက်အာလုံးဤပါလည်းလွတ်ခင်ရတဲ့စစ်ကောင်စီကတရုတ်ရင်ကျောင်းဝင်ညှိနှိုင်းပေးမှုနဲ့မြောက်ပိုင်းသုံးဖွဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။လက်တလုံးမှာတရုတ်ရင်အစီအစဉ်နဲ့မြောက်ပိုင်းသုံးဖွဲ့ဖွဲ့ဝင်ကိုကန် MNDA နဲ့စစ်တပ်တို့ရှာရင်အပြည့်ရရန်သဘောတူထားကြတော့လေတောင်းတက်မတော် DNL နဲ့တွေ့ဆုံပွဲမှာသဘောတူညီချက်မရသေးပါဘူး။စစ်ကောင်ဆောင်ကပြီးခဲ့တဲ့မလ3ရက်နေ့မှာ9ရက်နေ့ထိရုရှားနဲ့ဘယ်လာရုစ်နိုင်ငံကို သွားရောက်ခါစီးပွားရေးစင်ရေးရွှေကပွဲရှိများတွေ့ဆုံပြောဆိုပြီးပူးပေါင်းဆောင်ရွက်ဖို့သဘောတူညီချက်ရရှိခဲ့ပါတယ်။ရုရှားခီးစင်တွင်မြန်မာနိုင်ငံမှတဝယ်ထူးစီးပွားရေးဆောင်နျူကလ িয়ার ဓာတ်ပေးစက်ရုံနဲ့စွမ်းအင်လုပ်ငန်းဤပညာသတင်းချက်လက်နဲ့ဆက်သွယ်ရေးတတူတူဖို့ရေးစိုက်ပျိုးရေးအစားအသောက်တင်ယူပို့ဆောင်ရေးအလုပ်သမားပို့ဆောင်ရေးကုန်သွယ်ရေးဘဏ်လုပ်ငန်းပညာရေးနဲ့ခီးသွားလုပ်ငန်းတို့မှပူးပေါင်းဆောင်ရွက်မှုတွေ့မြင်မှုသဘောတူခဲ့ကြပါတယ်။ဘယ်လာရုခီးစင်တွင်စစ်ကောင်ဆောင်ကရွှေကောက်ပွဲကိုလာမယ့်ဒီဇင်ဘာဒါမှမဟုတ်2016ဇန်နဝါရီမှာကျင်းပမှာဖြစ်ကြ ောင်းထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။မလ9ရက်နေ့ကဘယ်လာရုသမ္မတနဲ့တွေ့ဆုံစဉ်2025ခုနှစ်ဒီဇင်ဘာမှာရွှေကောက်ပွဲကိုအစောပိုင်းရက်စွဲနဲ့ဇန်နဝါရီ2026မှာကျင်းပဖို့စီစဉ်ထားပါတယ်လို့စစ်ကောင်ဆောင်ကပြောပါတယ်။နိုင်ငံရဲ့နေရာများများမှာဆစ်ရှုံပြီးနေမြေများဆွလွတ်ထားတဲ့စစ်ကောင်စီရဲ့ရွှေကောက်ပွဲနဲ့ပတ်သက်ပြီးပြည်ရင်းပြည်ပမှာရှုံချီမှုကင်းမဲ့မှုမရှိဖြစ်ပေါ်နေပါတယ်။ တောအောင်ဆန်းစုကြည်ဦးဆောင်နှင့်ရွှေကောက်ကန်ရက်သားစိုးရကိုရွှေကောက်ပွဲမှာမဲမတမာမှုရှိရလို့အကြောင်းပြဖြုံချပြီး2022ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်ကအာဏာသိမ်းခဲ့ခြင်းဖြစ်ပါတယ်။နောက်ထပ်ဒူတာတင်အဖမ်းခံရတာမြန်မာစစ်ကောင်ဆောင်ကိုတတိပိချက်ဖြစ်နိုင်ကြောင်းထောက်ပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတကာရာဇဝမှုတရားရုံး ICC က Crime Against humanity ဆိုတဲ့လူသားဖြစ်တည်မှုကိုစန့်ကျင်နေရှာဆွေးမှုနဲ့အလိုရှိနေတဲ့ဖိလစ်ပိုင်သမရဟောင်း ရိုဒရီကိုဂူတာဒီကိုမလာ၁၇ရက်အင်္ဂါနေ့ကဟောင်ကောင်ကနေအပြန်မနီလာမြို့လေဆိပ်မှာဖမ်းပြီးနေသာလန်နိုင်ငံဒီဟိမြို့ကိုပို့လိုက်ပါတယ်။ ICC ကထုတ်ထားတဲ့ဖမ်းဝရမ်းကိုပြပြီးဖိလစ်ပိုင်ရဲ့တပ်ဖွဲ့ကဖမ်းဆီးလိုက်တာပါ။နယူးယောက်တိုင်းသတင်းကဖတ်ရှုခွင့်ရတဲ့ ICC ဖမ်းဝရမ်းထဲမှာ၂၀၁၁ကနေ၂၀၁၉နှစ်သူ့သမ္မတတပ်တန်းမှာမူရစီနေနေဆိုတဲ့ခေါင်းစဉ်နဲ့တရားလက်လွတ်တပ်ဖြတ်မှုတွေဖြစ်ခဲ့တာတွေအပေါ်ဒူတာဒီမှာတာဝန်ရှိရလို့ယုံကြည်ရတဲ့အတွက်ဖမ်းဆီးဖို့ဝရမ်းထုတ်တာဖြစ်တဲ့အကြောင်းရှင်းတာထားပါတယ်။ တမနာဟောင်းဒူတာတေကကာပို့စ်မျိုးတော်ဝန်ဖြစ်တာဝန်ယူခဲ့တဲ့အချိန်မှရောတမနာဖြစ်တာဝန်ယူခဲ့တဲ့အချိန်မှပါမွေးရစီနှိမ်နီးစီမံချက်တွေကိုဆောင်ရွက်ရမှာတန်တရားရှိသူတွေကိုတရားစီရင်စစ်ဆေးမှုမရှိဘဲတပ်ဖြတ်တာတွေပေါ်ပေါက်ခဲ့တဲ့အတွက်လူသားဖြစ်တည်မှုကိုစန့်ကျင်နေရာဆွေးမှုအဖြစ်2018ခုနှစ်ကလေးက ICC ကစုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်တရားမစီရင်ဘဲတပ်ဖြတ်မှုတွေကျူးလွန်ဖို့အမိန့်ပေးတာမရှိဘူးလို့ဒူတာတေညင်းဆိုတာတွေကိုလည်းနိုင်ငံတကာသတင်းမီဒီယာတွေမှာဖော်ပြခဲ့ပါတယ်ဒူတာတေလိုပဲအစ္စရေးဝန်ကြီးချုပ်နေတန်ညာဟု နဲ့မြန်မာစစ်ကောင်စာပို့ချုပ်မှုကြီးမင်းအောင်လိုင်းတို့ကိုလည်းလူသားဖြစ်တည်မှုကိုစန့်ကျင်တဲ့ရာဆွေကျူးလွန်မှုတွေနဲ့ ICC တရားရုံးကအစွဲချက်တင်ထားပါတယ်။ဒါကြောင့်ဒူတာတီအဖမ်းခံရတာကိုကြည့်ရင်မြန်မာစစ်ကောင်စာနဲ့အပေါင်းပါရိအတွက် ပြင်းမလွတ်ဘူးဆိုတာပြသနေရလို့အမျိုးသားညီညွတ်ရေးဆိုရာ NUG တမနာရုံပြောခွင့်ရသူဦးကျော်စောကပြောပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့စစ်ကောင်စာတွေကိုပြောချင်တာက ICC ရှိနေချုပ်ကဖမ်းဝရမ်းထုတ်ဖို့တရားရုံးကိုထောက်ခံထားတယ်။ဖမ်းဝရမ်းထုတ်ပြီးသူရဲ့လက်အောက်ခံရဲတပ်ဖွဲ့ကလည်းဖမ်းဖို့တာဝန်ရှိသွားတယ်။အဲ့တော့ဘာ ကိုပြသနေလဲဆိုတော့တရားဥပဒေရရှိယူတဲ့ဟာကိုရှင်းဆိုင်ဖို့ဘယ်လိုမှရှောင်ပြေးလို့မရဘူးဆိုတာသူတို့တတိမူကိုလိုလိမ့်မယ်အရင်တုန်းကလည်းယူဂိုစလာဗီးယားကောင်းဆောင်ဟောင်းတွေကို ICC တရားရုံးကနေဖန်ဝရန်ထုတ်တာကိုဆိုဗိုကိစ္စတွေမှာအချိန်တိုင်းတာတကူမှာသူတို့တွေတရားရုံးမှာရှင်းဆိုင်နေရတဲ့အနေထားရောက်တယ်ဆိုတာတွေ့ရှိနိုင်ပါတယ် ရူရင်းဂျာရီပေါ်ကျူးလွန်နေရာဆွေးမှုတွေအတွက်စစ်ကောင်းဆောင်ဘုတ်ကြောင့်မူကြီးမင်းအောင်လိုင်းကိုဖန်ဝရထုတ်ဖို့ ICC ရှိနေသောကာရင်အာဆက်အာမခန်က2024နိုဝင်ဘာလ29ရက်နေ့မှာ ICC တရားရုံးကိုရှောက်ထားခဲ့တာဖြစ်ပါတယ်။ဒူတာဒီကိုဖန်ဆီးနိုင်ခဲ့တာက ICC တရားရုံးမှထိရောက်တဲ့လုံပိုင်ခွင့်နေရှိနေဆိုတာပြသနေတယ်လို့လူခွင့်ရတက်ကြွလှူရှာသူမန်ဝဝီနုကပြောပါတယ်။ ဒီအားရှာမှာဒီလိုမျိုးအာနာရှင်တယောက်နိုင်ငံတကာရာဇဝမှုတွေကျူးလွန်ခဲ့တဲ့တမနာဟောင်းတယောက်ကိုဖမ်းဆီးနိုင်ခဲ့တဲ့ပေါ်တော့ဒီလိုမျိုးစိုးမွားတဲ့ရာဇဝမှုတွေနိုင်ငံတကာရာဇဝမှုတွေကျူးလွန်ထားပြီးဆိုရင်တော့တစ်ချိန်မဟုတ်တစ်ချိန်ဖမ်းဆီးခံရမှာပဲအပြစ်ပေးအရေးယူခံရမှာပဲအခုလည်းမြန်မာပြည်မှာမင်းအောင်လိုင်အပါအဝင်ကျမတို့ပြည်သူတွေအပေါ်မှာစိုးရွားတဲ့ရာဇဝမှုတွေဆင်ရာဇဝမှုတွေလူသားမျိုးနွယ်စုပေါ်မှာကျူးလွန်နေရာဇဝမှုတွေနောက်ဂျီနိုဆိုက်တွေကျူးလွန်နေတဲ့သူတွေကိုလည်းတစ်ချိန်မဟုတ်တစ်ချိန်ဖမ်းဆီးပြီးအရေးယူခံရမှာဖြစ်တယ်လို့ကျမမြင်နေပြေးမလွတ်ပါဘူးဒူတာတင်းရဲ့ဖြစ်ကစစ်ကောင်းဆောင် င်တွေကိုတတိပေးချက်ဖြစ်တယ်လို့မြန်မာစစ်ကောင်ဆောင်တွေကိုအာဂျင်တီးနားတရားရုံမှာတရားလိုဖြစ်ဆွဲဆိုခဲ့တဲ့မြန်မာရိုဟင်ဂျာအသင်း UK တီထောင်သူဦးထွန်းခင်ကပြောပါရယ်ကျွန်တော်တို့အနေနဲ့ဖိလစ်ပိုင်သမ္မတဟောင်းကို ICC တရားရုံကနေဖမ်းဝရမ်းထုတ်ပြီးဖမ်းဆီးနိုင်တယ်လို့ကြားရတယ်။တော်တော်လေးဝမ်းသာတယ်။ရာဆွေးမှုတွေဘယ်သူမှမစိုးလုံးလို့ရမယ်။ထိုင်မဲ့ပြေးလို့မလုပ်ဘူး။တချိန်ချိန်မှာတော့ခမည်းတော်ခံရမှာပဲ။အခုခေါင်းဆောင်မင်းအောင်လိုင်းအတွက်လည်းအာဂျင်တီးနားတရားရုံကနေဖမ်းဝရမ်းထုတ်တာလေ။ဒါကလည်းတချိန်ချိန်မှာအင်တာပိုရဲရီနဲ့ပေါင်းပြီးအဖမ်းခံရမှာပဲ။ဒီနေ့မှသူကမဟုတ်မတရားအာဏာ ာကိုချုပ်ကန်ထားပေမဲ့တစ်ချိန်ချင်းသူအာနာမရှိတဲ့အချိန်ဒါမှမဟုတ်သူအာနာရှိပေမဲ့နိုင်ငံခြားထွက်တဲ့အချိန်ဒီမှာအဖမ်းခံရမှာကျင်းတည်တဲ့ဒူတာတီအဖမ်းခံရတာမြန်မာစစ်ကောင်ဆောင်ကိုတတိပိချက်ဖြစ်နိုင်တယ်လို့ပြောခြင်းနဲ့ဖိလစ်ပိုင်နိုင်ငံက ICC တရားရုံးအဖွဲ့ဝင်ဖြစ်ကနှုတ်ထွက်ခဲ့ပြီးဖြစ်တာကြောင့်အခုလိုဖမ်းဆီးမှုဟာတရားမဝင်ဘူးလို့ဒူတာတီကိုထောက်ခံသူတွေကပြောဆိုနေပါတယ်။ဒါပေမဲ့ ICC ရဲ့ဖမ်းဝရမှာတော့ဖိလစ်ပိုင်နိုင်ငံအဖွဲ့ဝင်ဖြစ်နေစေကာလမှာကျူးလွန်ခဲ့တဲ့တပြက်မှုတွေအတွက်ဆွဲချက်တင်ထားတာဖြစ်တာကြောင့်ဖမ်းဆီးခွင့်ရှိတယ်လို့ရှင်းသားထားတဲ့အကြောင်းနယူးယောက်တ ိုင်းသတင်းမှဖော်ပြပါရယ်။ မြန်မာနိုင်ငံကတော့ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်ပါဘူးဒါပေမဲ့ရိုဟင်ဂျာကိစ္စတွေနဲ့ပတ်သက်ပြီး ICC အဖွဲ့ဝင်နိုင်ငံတွေမှာအရေးယူနိုင်မလားဆိုတာစုံစမ်းစစ်ဆေးပြီးဖို့ဘင်္ဂလားဒေ့ရှ်ကတင်ပြထားတဲ့အတွက် ICC ရာဇဝတ်ခုံရုံးရဲ့ရှိနေဖွဲ့က2019ခုနှစ်ကစပြီးလေ့လာခဲ့တာပါဒါပြင် ICC ဆိုတဲ့အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံးဖွဲ့ဝင်ဖြစ်တဲ့အတွက်ရိုဟင်ဂျာတွေကိုလူမျိုးတုံတုတ်တင်မှုနဲ့ကမ်ဘီယာနိုင်ငံကတရားစွဲတာကိုရင်ဆိုင်နေရပါတယ်နောက်ထပ်အုပ်ဖို့မှာစစ်တပ်ကလူငယ်တွေကိုစစ်မှုထမ်းကင်ဖို့ပြစ်ခတ်ဖမ်းဆီးစဉ်လူငယ်တအုပ် ဦးကြည်ထိမှန်ပြီးညာဦးမှာနိုင်ရင်ကိုစစ်တပ်ကဝင်ရောက်စီးနင်းပြီး အတုပလာတဲ့လူငယ်20ကိုဖမ်းဆီးရကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းအုပ်ပုံမြို့နယ်မှာအကြံဘတ်စတက်ကကိုကြီးချောင်းချင်းရွာကိုဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးစဉ်ထွက်ပြေးတဲ့လူငယ်များကိုပြစ်ခတ်တာကြောင့်လူငယ်တအုပ်ကြီးထိမှန်တရားရရှိခဲ့ကြောင်းဒေသခံပြည်သူတွေကပြောပါရယ်။မလ10ရက်နေ့မှာအုပ်ပုံမြို့နယ်ကိုကြီးချောင်းရွာကိုအကြံဘတ်စတက်ကဝင်ရောက်စီးနှင်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးစဉ်ထွက်ပြေးသူတွေကိုတနက်နယ်လိုက်လံပြစ်ခတ်တာကြောင့်လူငယ်တအုပ်ကြီးထိမှန်တရားရရှိခဲ့ကြောင်းသိရပါရယ်။ အကြံဘက်စစ်ကောင်စီတပ်သားတွေကကျင်းရွာအတွင်းဝင်ရောက်စီးနင်းပစ်ခတ်မှုတွေကြောင့်လက်ရှိအချိန်ထိလူငယ်တွေကဆက်လက်တိမ်းရှောင်နေရကြောင်း ကျင်းရွာမှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်များရှိတော့လဲအရေးအတွက်ကိုအတည်ပြုနိုင်ချက်မရှိသေးကြောင်းသိရပါရယ်စစ်ခွေးတွေကရွာထဲကိုတနက်ပစ်ခတ်ပြီးလူငယ်တွေကိုဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးတာအဲ့ဒီမှာထွက်ပြေးလို့ဆိုပြီးပစ်ခတ်ခံရတဲ့လူငယ်တွေရှိတဲ့တအုပ်ကြီးထိမှန်တယ်လို့တော့သိရတယ်တည်ဆုံချင်းရှိမရှိဆိုတာတော့အတည်မပြုနိုင်သေးဘူးအခုချိန်ထိလူငယ်တွေရွာမပြန်ရဲကြသေးဘူးပေါ်တာဆွဲဖမ်းဆီးခံရသူတွေရှိရဲ့လို့တော့သိရပေမဲ့အရေးအတွက်တော့အတည်မပြုနိုင်သေးဘူးလို့ဒေသခံပြည်သူတအုပ်ကပြောပါရယ်ဒါအပြင်မန္တလေးတိုင်းညောင်မြို့နယ်ငမင်းမေယွ ဝါရှိနာယီအိမ်ကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးကျေးရွာနေလူငယ်20ကို ပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံပြည်သူတွေကပြောပါရင်ဘလဆိုင်ရနေမှာညအောင်မြို့နယ် ငါမင်းမီရွာနာအိအင်ကိုအကြက်ဘက်စစ်ကောင်စီတပ်သားတွေကဝင်ရောက်စီးနှင်ပြီးခြေရွာနေလူငယ်20ကိုပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်းအဲ့လိုပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေကိုအကြက်ဘက်စစ်သားက၎င်းတို့ပါလာတဲ့ကားနဲ့တင်ဆောင်ဖို့လူပြည့်နေလို့ခြေရွာတွင်ပြည်သူပိုင်ကားတစ်စီးကိုပါယူဆောင်သွားကြောင်းသိရပါတယ်။ချောင်းနယ်ကငါမင်းမီရွာမှာနာယီအင်ကိုစစ်ကွေးတွေကဝင်ရောက်စီးနှင်ပြီးလူငယ်အယောက်20ကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်။သူတို့ပါလာတဲ့ကားနဲ့မဆန့်လို့ခြေရွာမှာရှိတဲ့ကားနဲ့ပါခေါ်ဆောင်သွားတယ်။ဘယ်ဟုတ်ဖမ်းခေါ်သွားလဲဆိုတာကိုတော့မသိရသေးဘူး။ ေးဘူးဘေးနာကရွာတွေကလူငယ်တွေကလည်းရွာထဲမှာမအိရဲကြတော့ဘူးလူငယ်တွေထွက်ပြေးတင်းရှောင်ပြီးတောတောင်တွေထဲမှာတွားရောက်နေထိုင်နေရတယ်လို့ဒေသခံပြည်သူတအုပ်ကပြောပါရယ်ဒါပြင်ရန်ကုန်တိုင်းတိုင်ကြီးမြို့နယ်အဖျောင်းမြို့အင်းတရာရွာမှာလည်းအစံဖက်စစ်တပ်ခန့်ကျေးရွာအုပ်ချုပ်ရေးမှူးလှကြိုင်ရှာအိမ်မှုဖိုတီတီရှာအိမ်မှုကြော်တီနဲ့ရှာအိမ်မှုပုရုက၎င်းတို့ရဲ့တာသမီတွေကိုနိုင်ငံသားကိုပို့ပြီးကျေးရွာအတွင်းရှိလူငယ်များထံမှစစ်မှုထမ်းခြင်းလို့ဆိုပြီးလစဉ်ငွေကြက်တထောင်ကောက်ခံပြီးစစ်မှုထမ်းရဲ့မဲနိုင်ရွေးချယ်ထားမှုတွေလှောက်ဆောင်နေကြောင်းဒေသခံပြည်သူတွေကပြော ောကြားခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်